ရှေးဟောင်းရင်ကျင်းမှုမွေးနေ့ဖြစ်တဲ့မင်းကွန်းဒေတာကိုစစ်တကလရင်နဲ့ဘုံကျဲပြစ်ခတ်ခဲ့တာကြောင့်တာသနီကအဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့ပြီးမြောက်ဖက်ဝက်လက်နယ်စင်ငိုင်ကြီးရွာကိုလည်းဘုံကျဲခဲ့ရမှာဒေတာကန်စေးတုတ်သမား3ဦးထိခိုက်ဒဏ်ရရှိခဲ့တယ်လို့စုံတမ်းသိရှိရပါတယ်မလ19ရက်နေ့ည7:00နာရီချိန်မှာရှေးရောင်မွေနှင့်မင်းကွန်းဒေတာညသိန်းနံစီရီနီကိုစစ်လျင်နဲ့ဘုံတလုံးလာရောက်ကျဲချခဲ့ပြီး72နှစ်ပါပြစ်ခတ်ခဲ့တယ်လို့သိရှိရပါတယ် မင်းကုန်ပထိုးတော်ကြီးအနောက်ဘက်ရှိအဘယရွှေကူချောင်းနဲ့အောင်မြေဘုံကျော်ကျောင်းသွန်မိုးတွေပြစ်ခတ်ခံရပြီးထိခိုက်ပျက်စီးခဲ့ကအဲ့ဒီနေရာနီးတာသနီကအဆောက်အုံတွေ ရှိတဲ့မနောမယတောင်ထိပ်ကိုလည်းဘုံကျတဲ့တွေ့အဆောက်အုံမှန်တချို့နဲ့ရေကန်ပျက်စီးခဲ့ပါတယ်တိုက်ခိုက်ခံရတဲ့တာသနီကအဆောက်အုံနေရာတွေဟာမကြသေးခင်ကအင်အားတရာနီးပါးနဲ့စစ်ကောင်စီရဲ့ပြူတက်ဖွဲ့ဝင်တွေအထိုင်းချဖြန့်ကျက်တဆွဲခဲ့တဲ့စခန်းဟောင်းနေရာတွေဖြစ်တယ်လို့သိရပါတယ် ။မြူကောင်းဆောင်ပေါ့ကိုတော်ဆိုသူကတော့တာသနီကအဆောင်တွေကိုစောင့်ရှောက်ခြင်းဖြစ်တယ်လို့မကြခဏပြောဆိုလေးရှိပါသေးတယ်။အဲ့ဒီတာသနီကအဆောင်တွေမှာမင်းကွန်ခြေဆိုင်ပြူစောထီတွေတက်ဆွဲထားပြီးနီးနာကြေးရွာတွေကိုမကြခဏဆိုသလိုစစ်ကြောင်းထိုးမိရှို့မှုတွေပြုလုပ်လေးရှိတယ်လို့ဒီသားကဏီကပြောပါတယ်။ရှေးအောင်စေဒီပထိုးတွေတမိုင်းဝင်မင်းကွန်ခေါလောင်ကြီးနဲ့မြမလက်မှုပညာလက်ရာတွေကြောင့်နာမည်ကျော်ကြားတဲ့မင်းကွန်ဒေတာဟာ စစ်တဲ့အာဏာမသိခင်ကပြည်တွင်းသားမကပြည်ပခီးသွားတွေကိုဆွဲဆောင်ထားနိုင်တဲ့ဒေတာဖြစ်ပါတယ်။မင်းကုန်းဒေတာဟာတာသနာနယ်မြေဖြစ်တဲ့တွေ့ဒုတိယကမ္ဘာစစ်ကာလမှာပင်ဗြိတိရှားကိုလိုနီတပ်တွေကတိုက်ခိုက်မှုတွေလှုပ်ဆောင်တာမျိုးမရှိတဲ့တွေ့နေနေရဲရဲမှာစစ်ဝေးရှောင်အများပြားခိုးလုံကြရာအရက်ဖြစ်ပြီးခုခါမှာစစ်ကောင်စီတပ်ကအခုလိုဘုံကျဲတိုက်ခိုက်ခဲ့မှုပေါ်ရှုံချတဲ့အကြောင်းဒေတာကန်တွေကလူမှုကွန်ရက်မှာဝေဖန်ရေးသားလျက်ရှိနေကြပါတယ် မင်းကွန်ဒေတာအနီးစင်ရဲခုံတီလာတဲ့မြကန်တပေးကြေးရော်တွေဟာခီးသွားဧည့်သည်တွေကိုမိတင်းကလုတ်ကင်ဆတ်တောက်ကြရပြီးခုကမှတော့စစ်ကောင်စီရဲ့စစ်ကြောင်းထုံးမှုတွေနဲ့တိုက်ပွဲတွေပက်လယ်ဝိုင်းနေတဲ့အခြေအနေတွေကြောင့်အများစုဟာနေရက်ကိုစွန့်ခွာကုန်ကြတယ်လို့သိရပါတယ်။မင်းကွန်ဒေတာဟာစကိုင်းမြို့ရဲ့မြောက်ဖက်ချင်းမန္တလေးမြို့ရဲ့အနောက်ဖက်မှာတည်ရှိပြီးမန္တလေးမြို့နဲ့ AR မြစ်သာချပြီးတော့ပက်ချာလယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်မင်းကွန်မှာလည်းစစ်ရေးစစ်ငွေတန်းလာနေပါတယ်။ ။ပြီးခဲ့တဲ့နှစ်နှစ်လပိုင်းကစပြီးမင်းကုန်းဒေသမှာပြစ်ခတ်တိုက်ခိုက်မှုတွေစတင်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမကြာခဏပြစ်ခတ်ခံရမှုတွေရှိလာခဲ့ပါတယ်။မလ20ရက်နေ့မနက်9:00နာရီခွဲချိန်မှာမင်းကုန်းပထိုးတော်ကြီးမြောက်ဖက်15မိုင်ကွာမှာရှိတဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်စင်ကန်ရွာကိုလည်းစစ်တပ်ကလေရင်နဲ့ဘုံးကျဲခဲ့ပြီးရွာစည်ဒီကိုဆေးတုံနေတဲ့တက်လက်ပိုင်းအရွယ်ရွာသား၃ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့စင်ကန်ရွာသားတို့ကမြန်မာနောင်းကိုပြောပါတယ်။ ရွာစေဒီမှာဆေးတုံနေတာဘုံကစေဒီပေါ်ကျပြီးအုတ်တွေမှန်ပြီးထိတာတန်ရာကတော့မစိုးရင်ရဘူးလို့အဲ့ဒီမျိုးသားကပြောပါတယ်။မင်းကုန်းဒေသမြောက်ဖဲဝက်လက်မျိုးနယ်တွင်ပါရှိတဲ့စင့်ကန်ရွာကိုစစ်ကောင်စီကပြီးခဲ့တဲ့မတ်လ16ရက်နေ့ည10နာရီကျော်ချိန်ကလည်းလေရင်နဲ့နှစ်ကြိမ်ဘုံလာရောက်ကျေးချခဲ့တာကြောင့်အသက်80ကျော်ဖိုးဖွားနှစ်ဦးအသက်30ရွယ်မြို့သမီးတူနဲ့လာသားရွယ်ကလေးတူတို့တည်ဆုံခဲ့ရပါတယ်။ စင်းငိုင်ကြီးရဟာတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မရေယာမြို့နယ်နောက်ချမ်းတပန်းတောင်းရွာနဲ့ ARI မြေတားချပြီးကက်လျက်တည်ရှိပါတယ်။ဒေသခံတွေဟာစက်ပြိုးရေးကိုအဓိကလုပ်ကင်ကြပြီးအင်ဂျီရာကနန်းရှိတယ်လို့သိရပါတယ်။တော်လိုင်းစတင်ခဲ့တဲ့ချိန်ကစင်းငိုင်ရွာအနီးမှာတိုက်ပွဲတွေပြင်းထန်ခဲ့မှုပြီးခုခါမှာတော်လိုင်းတပ်တွေရှိနေတယ်လို့စစ်ကောင်စီကယူဆကဘုံကျဲနေတာဖြစ်နိုင်ကြောင်းမင်းငွန်းဒေသမှာအမိမဖော်လို့တဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်။ နိုင်ရကြတော့သူအဖို့ကြီးဖြစ်နေတာလား။ဆိုတော့ဒေါ်လာစာပြေကလာဒီလက်ထက်ကဒီအဝေးဒီနိုင်ငံချင်းကလည်းလက်ထက်ကနေတင်တော့ဒီစနိုင်ရတဲ့ကြိုးစုကတော့ဘယ်တက်ကြည့်လို့လဲ။ဒါကြောင့်အဲ့ဒီကြောင်ရပေါ့ပေါ့။မာမေဘာဒီအများကြီးကိုသူရတယ်လို့ကြောက်ပြီးတော့ကြီးတယ်စစ်ကောင်စီဟာတော်လင်းတပ်ဖွဲ့ဝင်တွေခိုးအောင်းနေတယ်လို့ယူဆပြီးစာတင်ကြောင်းတွေတာသနာဆောက်အုံတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေတာပါ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်တော်လန်ရေးတက်ဖွဲ့ဝင်နေတာမကဒေသခံတွေလည်းထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။မင်းငွန်းဒေသတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကတစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူးခင်ဗျာ။